င်္ဂလာပါရှင်။ရှမ်းအေဂိုမီဒီယာကကြိုဆိုပါရစေ ရှမ်းပြည်နယ်တောင်ပိုင်းဒနုကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသပင်နယာမြို့နယ်တွင်နွေရာသီအားကစားအခြေခံတင်းတန်းဖွံ့ဖွဲခန်းနာကျင်ပါရာဒနုကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌတက်ရောက်တဲ့တရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းဒနုကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသပင်နယာမြို့နယ်တွင်နွေရာသီအားကစားအခြေခံတင်းတန်းဖွံ့ဖွဲခန်းနာကိုမတ်လ16ရက်နေ့နနက်10နာရီအချိန်ကပင်နယာမြို့အားကစားရုံ၌ကျင်းပပြုလုပ်ခဲ့ရာဒနုကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌနှင့်ဒေသစီမံ းချုပ်ရေးဖွဲ့ဝင်များဒေတာစင်ဌာနဆိုင်ရာအကြီးအကဲများမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌနဲ့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်များမြို့နယ်စင်ဌာနဆိုင်ရာတာဝန်ရှိသူများတင်းနန်းနီးပြများနဲ့တင်းနန်းသားတင်းနန်းသူများတက်ရောက်ခဲ့ကြောင်းသိရပါတယ်ရှိဦးသောတနုကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးအားကားလင်းကအဖွဲ့အမစကားပြောကြားခဲ့ပါတယ် အဲ့ဒီနောက်တနုကိုပိုင်းအုပ်ချုပ်ခွင့်ရဒေတာစီမောအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအားကလင်းကထောက်ပံ့ငွေများပေးအပ်ခဲ့ပြီးတန်တန်းနီးပြများနဲ့တန်တန်းသားတန်တန်းသူများအားလိုက်လံနှုတ်ဆက်ခဲ့ပါတယ်။ယင်းနောက်တန်တန်းသားတန်တန်းသူများကအားကစားနည်းများဖြင့်တရုတ်ပြဖျော်ဖြေခဲ့ကြကြောင်းအဆိုပါနေရာကြီးအခြေခံအားကစားတန်တန်းတွင်ဘောလုံး၊ဝိုင်းချင်း၊ပိုက်ကြောချင်း၊စပွဲတင်တင်နဲ့တိုက်ကွန်းတို့ မြပြင်းနဲ့ဘတ်စကတ်ဘောအစားရှိသည့်အာကစားနီးများကို အာကစားနီးတစ်မျိုးနဲ့ကျွမ်းကျင်သည့်တန်တန်နီးများနှစ်ဦးဖြင့်တင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်းနဲ့တန်တန်တို့တန်တန်သားတန်တန်သူ300ဦးကျော်တက်ရောက်တင်ကြားလျက်ရှိကြောင်းသိရှိရပါရဲ့ရှင်။